ဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးသတ္တဝါလို့ပြောလိုက်တဲ့လူတို့တွေများကချင်သိတဲ့ငမန်းနေမိချောင်းနေလို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့ခနာကအကောင့်ကြီးချက်ပို့ပြီးတော့လူရီရဲ့အနီးကပ်ဆုံးရှိပြီးတော့အသက်အန်ဒီရဲ့ကိုချိန်ချောက်နေတာကတော့ချိန်တွေပဲဖြစ်ပါတယ်။ အင်းဆက်မျိုးနွယ်တွေကမှလူသားမျိုးနွယ်တစ်ခုလိုအပြင်အခြားတတဝါတွေကစိတ်ဒုက္ခအပေးနိုင်ဆုံးနဲ့အန္တရာယ်အဖြစ်စေဆုံးတတဝါတွေပါကမ္ဘာပေါ်မှာနှစ်စဉ်လူသက်တမ်းကျော်လောက်တည်ဆုံးနေရပြီးအဓိကအကြောင်းရင်းကတော့ခြင်ကနေကူးဆက်တဲ့ငှက်ဖျားယောဂအကြောင်းပဲဖြစ်ပါတယ်ငှက်ဖျားယောဂအကြောင်းစက္ကန့်30မှာကလင်းငယ်တူအသက်ဆုံးရှုံးနေရပါတယ်တကယ်ခံကတော့ခြင်နေပါပဲကမ္ဘာတစ်ဝန်းလုံးမှာခြင်မျိုးကွဲပေါင်း3000ကျော်အထိရှိပါတယ် ဒီတော့ကပအန်ဒီရဲ့အရှိဆုံးတတဝါတွေထဲကတစ်ခုဖြစ်တဲ့ချင်းနီအကြောင်းကိုဒီနေ့သင်ယူပါရဲ့ဂျမ်းမာရီကန္နာကနေတင်ဆက်ဖို့ပြပြီးမှာပဲဖြစ်ပါတယ်။ချင်းပါအကြောင်းကြိုက်တာလေ။တင့်နဘေးမှာတဝီဝီနဲ့ဝဲလေလေနောက်ဆက်နေလို့တင်ရိုက်တက်လိုက်တဲ့ချင်းကချင်းအမဖြစ်တယ်ဆိုတာကိုတော့လူတိုင်းသိကြမှာပါ။ဒါပေမဲ့ချင်းနီကဘာကြောင့်တတဝါတွေရဲ့သွေးကိုဆုပ်ရတာလဲဆိုတာကတော့စဉ်းစားဖို့လိုလာပါပြီ။ ရှင်အမတွေအတွက်ကတော့ကျွန်တော်တို့ဟာအရသာရှိလာတဲ့သရေစာတစ်မျိုးပါပဲ။ချင်မတွေဟာကျွန်တော်တို့ရဲ့သွေးကနေပရိုတင်းနဲ့အခြား compound တွေကိုရယူပြီးတော့ချင်မျိုးဆက်ပြန့်ပွားရေးအတွက်အသုံးပြုကြပါတယ်။ချင်တကောင်ဟာသူ့ခန္ဓာကိုယ်အလေးချိန်ရဲ့၃စားလောက်ရှိတဲ့သွေးကိုကျွန်တော်တို့စီကနေစုပ်ယူနိုင်ပါတယ်။ချေယာခန်ချင်းချင်းတွေဟာကာဗွန်အောက်ဆိုက်ကိုအလုံးမဲဆွဲလန်းကြပါတယ်။ ကာဗွန်အောက်ဆိုက်ကိုချေရခံပြီးတော့သူတို့ရဲ့ပြစ်မှတ်ကိုရှာဖွေလေ့ရှိပါတယ်။ဒါပေမဲ့ကာဗွန်အောက်ဆိုက်ရှိတဲ့နေရာကိုဘယ်လိုသိကြတာလဲ။ချင်းဒီမှာ maxillary plug လို့ခေါ်တဲ့အာယုံခံအင်္ဂါစနစ်တစ်ခုရှိပြီး၎င်းအင်္ဂါကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရှူထုတ်လိုက်တဲ့ကာဗွန်အောက်ဆိုက်ကိုအနံ့ခံကြတာပဲဖြစ်ပါတယ်။ ဘဝတက်တံမတူတဆချင်းတကောင်ကောင်ကိုတင်တက်မိလိုက်လို့ရုပ်ရှင်တွေထဲကလို့တည်သွားတဲ့ချင်းရဲ့ချစ်သူဒါမှမဟုတ်အကိုရီဘာတွေကတင့်ကိုတပွားအောင်အညိုကြီးစာနဲ့လိုက်ကြိုက်နေမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ချင်းတကောင်ရဲ့တက်တံဟာနှစ်လတောင်မရှိလို့ပါပဲ။ချင်းတကောင်ဟာတနအယူတမိုင်ကနေတမိုင်ခွဲကြည့်ပဲပြန်တက်နိုင်တဲ့အတွက်အနည်းငယ်အရှိဆုံးတတ္တဝါတွေဟာအနည်းငယ်တော့နေကွေးကြပါရဲ့။ ချင်းနီရဲ့တမိုင်းချောင်းကိုပြောရမယ်ဆိုရင်တော့ချင်းနီဟာမနီတနီကမှပေါ်လာပြီးလူတွေကိုလိုက်ကိုက်နေတာမဟုတ်ပါဘူး။လက်ရှိအချိန်ထိရှာဖွေတွေ့ရှိထားတဲ့ကြောက်ဖြစ်ရုပ်ချင်းတွေကိုလေ့လာခြင်းကနေပြီးတော့ချင်းနီဟာဒိုင်နိုဆောခေတ်ကတည်းကရှိနေခဲ့ကြတဲ့တတ်တေတာကတွေအများသိရှိရပါတယ်။အန်နီရဲ့အရှိဆုံးမျိုးစိတ်ချင်းနေဟာလူတယောက်မှရှိရယောဂကိုတခြားသူတွေစီကနေ delivery free နဲ့အခမဲ့ဖြန့်ဝေပေးလို့အန်ဒီရဲ့အရှိဆုံးဖြစ်နေရတာပါချင်းချောင်းဖြစ်ပေါ်နိုင်တဲ့ယောဂတွေကတော့ chicken gunya tuilon tokui ong na ami ba yang chen nyap pya yoga what's night virus zika virus sarari be phit par de ကဲတင့်နဘေးမှာတဝီဝီနဲ့မတမယာတချင်းဆိုပေးနေတဲ့အဆိုတော်ချင်မလေးကတင့်ကို free ဆိုပေးနေရတော့မဟုတ်ပါဘူးတင့်စီကသွေးတွေယူပြီးသူမစီကယောဂပိုးတွေခြံခဲ့မှာဖြစ်တဲ့အတွက်ချင်းအနေရကနေလွတ်မြောက်အောင်နေကြပါလို့တင်ပါကနေတတိပေးလိုက်ပါတယ်ဒီဗီဒီယိုကတင်အတွက်အကျိုးတစုံတရာရှိတယ်လို့ခံစားရရင်သင်ယူပါရဲ့ Facebook နဲ့ Instagram ကို follow လုပ်ပြီး YouTube channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။